Hello everyone. အားလုံးမင်္ဂလာပါ။ဒီနေ့မှဆိုလို့ရှိရင်တော့ဘကုံးမြို့လျှောက်လမ်းဘက်မှာရှိတဲ့ Grand Paradise Water Park and Resort ဆိုတဲ့နေရာလို့သွားခဲ့ပါတယ်။ဆုံထိလိုက်ပါကြည့်ရှုပေးကြပါဦး။အားလုံးပဲမြစ်တိုင်းရောက်ခဲ့ပါပြီခင်ဗျာ။ဒါဆိုရင်စားလိုက်ကြရအောင်။ကဲဒါဆိုရင်တော့သွားဖို့ပြင်ဆင်ကြရဖြစ်ပါတယ်။ကဲအခုဆိုရင်တော့ Grand Paradise ဆိုတဲ့နေရာလို့ရောက်ပါပြီ။ အဲရောက်နေတဲ့ဘုံနေလိုက်ရနေပါတယ်အဲအဲ့ရဲ့ဘယ်ဘက်ချမ်းမှာတော့ပန်းမရီရှိပါတယ်တော်တော်လှပါတယ်ဗောနော်ရိုက်ထားရည်ပါဒါရောအနှံ့လိုက်ပြထားဖြစ်ပါတယ်တကယ်အားဆိုအဆောင်ပါပြီဒီအရဲ့အဝင်ကိတ်ကိုတော့တရားကိုသုံးတာလို့တတ်မှတ်ထားပါတယ်ကဲအားဆိုတော့အခုဆက်သွားပါပြီအဲဟိုမှာရှောင်းနေပါတယ်တော်တော်လှပါတယ်ပြောလို့ရပါတယ်တော်ဝင်ရချင်တဲ့သူတွေအတွက်တော်ဒီနေရာလာကြောင့်ကွန်မန့်ပေးပါတယ်ဒါရော စစဝင်ချင်းပဲပဲချမ်းမှာဒီလိုမျိုးပန်းပင်ကြီးစိုက်ထားရလေရှိပါတယ်။ဒါတော့အလှလားကြောင်းတာလားဘာတော့မသိဘူးပေါ့နော်။ဝင်ပြီးတော့ဆက်စုခဲ့ပါတယ်။တော်လာလို့ပြောရပါမယ်။ဒါလည်းလိုက်ကြည့်နေပါတယ်။ဒီပန်းလေးရပါလေမသိဘူးပေါ့နော်။စပိုက်ယာတစ်ခွလည်းပါလို့။ပန်းလေးတွေကြီးလို့ပါပါတော့ထွက်လာပါမယ်။အာညေဟိုဘောက်ဆက်သွားပါလေပေါ့နော်။ညာဘက်ချမ်းမှာဒီလိုလေးရှိပါတယ်။ ဟိုရဲ့လေလာဝင်ရလေးအများကြီးပဲပေါ့နော်တတော်လာလေးပြောရပါတယ်အဲအားနဲ့ရှောက်ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ပထမတက်ပြီးပါပါဤဒုတိယတက်ထစီသွားကြပါမယ်ဒုတိယထက်မှာဆိုလို့ရှိရင်တော့တည့်ရခေါမိုးလေးရေစောက်ထားရတဲ့အိမ်လေးစီကိုသွားပါမယ်ခင်ဗျာကဲသွားနေပါတယ်စင်းနေပါတယ်ဒါနဲ့တပိုလ်လေးရှောက်ရနေပါတယ် ်တော်လိုက်လို့ပြောရမယ်ကွာတကယ်အမူခေါမူလေးရဲ့အမူတဲနေရာလေးလောက်ထားရဆိုတော့တော်မိုက်တယ်လို့ပြောလို့ရတယ်။ဒါတော့အမီးကနေလိုက်ထားရဲ့အမီးပွင့်လေးဖြစ်ပါတယ်။ကဲဒါနောက်ဆုံးဆိုလို့ရှိရင်တော့ဒီကူကောက်တော့မှာဖြစ်ပါတယ်။ကဲအဲဆိုလမ်းဆက်လျှောက်ကြပါတယ်။ကဲလျှောက်နေပါတယ်။သွားပါရဲ့သွားပါရဲ့ဒီဝင်လေးလိုက်ရပါခင်ဗျာ။တော်လေးလာပါရဲ့လောက်ထားတဲ့ပုံစံကြီးရတော်တော်လေးသဘောကျတယ်။ တော်လေးလေးလှတယ်ကွာပန်းမင်းနေဆိုင်ထားတယ်တကယ်မိုက်ပါလေညမှာစောင့်ဝင်လာရေဒီလိုရေသူမကိုတစ်ချက်ကြည့်လိုက်ပါတော့ကဲအဲ့ဆိုတော့သွားနေပါတယ်ဒါတော့တင်မဘက်ကနေပြေးပြီးတော့သွားပြပါဖြစ်ပါတယ်သွားပါတယ်သွားပါတယ်ဒီမပေါ်မှာကျစားစားဆယ်လုံးလို့ကြားကြပါရေပေါ့နော်ဒါကတော့စားလိုက်စားလိုက်ပဲရှိပါသေးတယ် တော်တော်လေးလာရတယ်ပြောရတာ night လို့လည်းပြောရရတယ်။ဒီမော့ရဲ့အရှင်မှာဆိုလို့ရှိရင်တော့စတိတ်စင်ရှိပါတယ်။စတိတ်စင်ရတယ် might ရပေါ့နော်။ဒါကတော့ခလေးရေကူကံဖြစ်ပါတယ်။ခလေးကူကံဆိုလို့ရှိရင်တော့ဒီကဲကိုချစ်စရာကောင်းပါတယ်။ကဲဒါကတော့ခလေးရေကူကံဘက်ကနေအကုန်လုံးရိုက်ပြပေးတာဖြစ်ပါတယ်။ကလေးရဲ့အကြိုက်တွေ့မယ်ပေါ့နော်ဒီကူကန်လေးလည်းဖြစ်ပါတယ်တော်တော်လေးလည်းလှပါတယ်ဒါကတော့ ိုယ့်ရဲ့အထုပ်ပိုးရိုင်းထိုင်းနေရလေးပါအဲဒါကြောင့်ကလေးရေကူမဲ့ဘက်မှာရှိပါတယ်ကလေးရေကူကရဲ့ညာဘက်ခြံမှာဆိုလို့ရှိရင်တော့ toilet ရှိပါတယ်အဲ toilet ပေါ်တော့ပကြီဆွဲဟလေးကိုကဲသဘောကြပါတယ်တကယ်လဲချိုးကောင်းပါတယ်ခင်ဗျာဒါကလူကြီးရေကူမဲ့ဖြစ်ပါတယ်တော်တော်မိုက်တယ်ဗျာ insurance ဆိုတဲ့အမည်ကြီးပဲကွာတကယ်မိုက်တယ်တော်လဲလှပါရဲ့။ဒါရီကတော့တင်းမောမှာရေးပြထားရဲ့ ရှုခင်လေးပဲဖြစ်ပါတယ်တော်တော်လှပါတယ်ဒါတော့အပေါ်ဆုံးရရှုခင်လေးကိုရေးပြပေးတာဖြစ်ပါတယ်တော်တော်လှပါတယ်ဗျာအပြောမှာကားရောဘာလုပ်မလဲတော့ဒီဒီကိုကျွန်တော်သွားတော့စောက်လက်စားလေးရရှိပါသေးတယ် ကဲအခုဆိုလို့ရှိရင်ဗီဒီယိုလေးကိုအစောလေးလိုက်ပါကြည့်ရှုပေးကြရဲညီကောင်မတို့အကုန်လုံးအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရယ်အသေးစိတ်ရှိလို့ပါ Golden Paradise ဆိုရယ် Facebook Page မှာတွားရောက်ပြီးမင်းများဆိုတာလည်းရပါရယ်ရှုကုန်တဲ့အတူတူနောက်ထပ် Blog လေးမှာထပ်ပြီးတိုက်ဆောင်ပါမယ်အားလုံးပဲတက်တာပါ